ပြည်သက်ကြီးဟိုတနေ့ကခိုင်နင်းဝေစီကိုပတ်စံမှလွဲတဲ့တယောက်ပေါ့နော်။သူကထပ်ပြီးတော့ဗာပြောထားလဲဆိုလို့ရှိရင်ခိုင်နင်းဝေကအခုချိန်ထိသူ့ကိုလာရောက်ဆက်သွယ်ခြင်းလုံးဝမရှိသေးဘူးဆိုပြီးတော့ပြောထားတာပဲဖြစ်ပါတယ်။အဲ့ဒါအပြင်မှားလွှဲမိခဲ့တဲ့ငွေ29ဒိန်9500ကိုပြန်ပေးဖို့အတွက်အခက်အခဲဖြစ်နေလားဆိုတဲ့မိကုန်းကိုပါမိကုန်းထုတ်ခဲ့ရပဲဖြစ်ပါတယ်။အဲခိုင်နင်းဝေကတော့သူကဗာပြောထားလဲဆိုလို့ရှိရင်ငွေမှားလွှဲတဲ့သူက အကောင့်ပါပေါ့နော်ကိုဝေသူဆိုတဲ့အကောင့်ဖြစ်နေရေပေါ့ဆိုတော့အဲ့ဒီအကောင့်ပိုင်ရှင်ကိုယ်တိုင်လာရောက်ဆက်သွယ်ပေးဖို့သူကပြောထားတယ်ဒါပေမဲ့အဲမှားလွဲတယ်ရှားထက်နေရပါပြောလဲဆိုတော့ဒီကိုဝေသူဆိုတာသူ့ရဲ့အကိုအရင်ဖြစ်တယ်ပေါ့နော်နောက်ရှားထက်နေရထိုင်းမှာနေပြီးတော့အကိုဖြစ်တဲ့သူကတော့မဲဆောင်မှာနေထိုင်နေရလို့ပြောပါတယ်အဲ့ဒါကြောင့်မလို့အကိုဖြစ်တဲ့သူရဲ့ဘဏ်အကောင့်ကို သူကယူသုံးနေပြီးတော့ဒီငွေပားလွဲတာပေါ့နော်တိတိချင်းမှာပဲမမိုးဆိုတဲ့မိတ်ဆွေကိုအကူအညီထားပြီးတော့ခိုင်ရင်းဝေးစီကိုသွားစီခဲ့တာပါအဲမမိုးကိုရွေးချယ်ပြီးတော့သွားခိုင်းတာလည်းအရင်ကငလင်အလှူရေးသွားလှူတဲ့အချိန်မှာမမိုးကိုရုံးကိုကိုယ်တိုင်သွားလှူခဲ့စေခြင်းဖြစ်တဲ့ကြောင့်ကြောင့်မလို့ပေါ့နော်ဒီမမိုးနဲ့လည်းတည်နေရတဲ့ကြောင့်မလို့မမိုးကိုသွားခိုင်းနေဆိုပြီးပြောပါတယ်အဲ့ဒါအပြင်ခိုင်ရင်းဝေးရုံးကတောင်းဆိုတဲ့အချက်လက်တွေကိုမမိုးကကိုစားသွားရောက်ပြီးတော့ပြေးပြေးခဲ့ရပေါ့နော်အိုဝေသူကိုယ် င်းလာရောက်ဖို့ဒါမှမဟုတ်ကိုယ်စလဲလွှဲစာနဲ့လာဖို့ဒီခိုင်နှင်းဝေရတော့အခုဆိုရှယ်မီဒီယာမှာတင်ထားတယ်ပေါ့ဒါပေမဲ့ရှားထက်တွေကတော့အိုက်ကလေးကနေပြီးခဲ့ပေမဲ့ဘသူမှဘာမှပြန်မပြောလို့ပြောပါတယ်ရုံဘက်ကနေပြီးတော့ခိုင်နှင်းဝေတောင်းဆိုရဲရုံကဝင်နေနေရဲ့မချင်းမငန်ဆက်ဆက်နေပုံမှတ်တမ်းနေလို့ရုံက CCTV ရောကော့မာတာပြန်ကြည့်ပေးဖို့သူမကလည်းတပ်ပြောထားပါတယ်အဲ့ဒါအပြင်မန်နေဂျာနဲ့ဖုန်းပြောခဲ့တဲ့အတက်ဖိုင်တွေကိုလည်းသူကတင်ထားတယ်ပေါ့နော်ဒီရှားထက်တွေကတင်ထားပါသေးတယ် ဆိုတော့မန်နေဂျာကတော့အလူငွေတွေကိုအချိန်နဲ့တပြေးညီလှူပြီးသွားပြီမို့လို့ငွေမားလွှဲတာတည်ကြရင်တောင်မှမခိုင်နေဝေဘက်ကအဲစိုက်ပြရမှာဖြစ်တယ်ဆိုပြီးတော့မန်နေဂျာပြောခဲ့လို့ပြောပါတယ်။ဒီနေ့အချိန်အထိတော့အာခိုင်နေဝေဘက်ကဒီရှာထက်နွေကိုမဆက်သွယ်လာသေးဘူးဆိုပြီးတော့ရှာထက်နွေကလိုင်းပေါ်မှာထပ်တင်ထားတာပဲဖြစ်ပါတယ်ရှင်။ဟိုမန်နေဂျာဆိုသူပြောထားတဲ့စကားလေးတွေကိုကျမတို့နေနားထောင်ကြည့်ရအောင်နော်။ နော်ဒီအတင်းကနေမဆိုင်နေကိုစိုက်မှစိုက်ရမယ့်ပုံစံနဲ့ဖြစ်ပါရဲ့ခင်ဗျာ။ဘာလို့ဆိုတော့ဒီသက်တမ်းကကျွန်တော်တို့ကပြူပြီးသွားပြီဆိုတော့ဒီမှာအားရနေတဲ့ကျွန်တော်တစ်ချက်အမှောက်ပြောပြရတာပါခင်ဗျာ။တောင်တော်ဆိုတော့တောင်တော်ဟာပိုင်းမျိုးနေယူမယ်ယူစီပါအယူတော်တယ်တောင်တော်မှာ ကျွန်တော်တို့ဒီပြင်းတော့ဒီလိုမှားလေးတွေဆိုတော့အကြောင်းပြပြလာတယ်ဒီမှာသာမတ်ယူသွားချက်ဘာမှမဟုတ်ဘူးယူသွားလိုက်ပေါ့နော်ဘာမှမဟုတ်ဘူးသွားရင်တော့အဲ့ဒီတော့ဒီမှာလည်းဒီတိုင်းအတင်းကိုသိခေါ်ပြီးကျွန်တော်တို့ဒီပိဿာကိုပြောပြီးမသိပါလို့ပြောလိုက်တော့ရှိရှိလို့အတင်းလို့ပြီးပါလိမ့်မယ်အဲဒီတိုင်းအတင်းကတော့သိရရင်လာပြီးတော့လို့ပြောပြီးမှအတင်းကြီးမှာပေါ့ဒီလိုတဲ့နဲ့တိုင်းဒီပီပီအိုပြီးလိုက်တယ်ဆိုရင်အချားကိုသိနေတယ်လို့ပြောနေတယ်ပြဿနာကနေရှိလို့ပါတဲ့ ရကြောင်းမို့အဲ့လိုကြီးတော့လုပ်ကြည့်ရမလားမေးကြည့်ပြပါဦးလေဒီလိုမျိုးပြောပါလိမ့်ညာကိုတော်ရှိသေးပါပါခင်ဗျာငင်းငင်းဒီလိုအကုန်လုံးကျွန်တော်အတိအကျပုံတော့မှာကိုရှိသေးပါပြီခင်ဗျာကျွန်တော်ကတော့ဒီမှာကျွန်တော်ကညီပြောကြည့်ကျွန်တော်ညင်နေနေပါဒီကအချင်းချင်းဒီလိုရှင်းနေဒီလိုဝင်နေဒီအကောင့်တော့ကလည်းမှာဒီအရင်ကျွန်တော်ညီကျွန်တော်ကအချင်းချင်းအကုန်လုံးတက်မှာခင်ဗျာမှာရှင်းရှင်းချုပ်ချုပ်ညီပြောကြည့်ကျွန်တော်အကုန်လုံးရှင်းမှာခင်ဗျာ